အားလုံးပဲမင်္ဂလာပါကျမဒီနေ့မှာတော့ဂေါရခာတိနဲ့ချီဟင်းလေးပဲတွဲပြီးတော့ချက်ချက်ပဲပုတ်လေးနဲ့ပဲကြောကြောအဲရှမ်းအစအစလေးနဲ့ပဲတွဲဆဆအရန်ဥစားလို့ကောင်းနေတချွတ်ချွတ်နဲ့ဝါလို့ကောင်းနေဂျူးမြင့်ရေကျမရေနဲ့ပတ်သက်တဲ့ဂျူးကျေးဇူးတွေကိုကျမပြပြချင်ပါတယ်ကျုံမြင့်မှာပါတဲ့ဓာတ်တွေကအရင်များတယ်ပေါ့နော်ဗီတာမင် A ဗီတာမင် K ဗီတာမင် C folic acid အမြင့်ဓာတ် calorie နောက် ကာဘိုဟိုက်ဒရိတ်အဆီဒက်ပရိုတင်းမက်ဂနက်တန်ဓာတ်ဗီတာမင် B6 မက်ဂနီဆီယမ်ကော်ပါကယ်စီယမ်ပိုတက်ဆီယမ်နဲ့ဗီတာမင် E တို့ပါဝင်ပါတယ်။ဂျူးမြစ်မှာဖောလိပ်ပါဝင်နေတဲ့အတွက်ကြောင့်မို့ကျမတို့ရဲ့နှလုံးသွေးကြောနယံတွေထိခိုက်ပျက်စီးမှုမရှိအောင်လို့အကာအကွယ်ပေးနိုင်စရာရှိရဲ့။နောက်ဓာတ်တိုးဆက်ခြင်းအာနိသင်ကျွေးွားတဲ့အတွက်ကြောင့်မို့ရုတ်တရက်နှလုံးရက်တာနဲ့နှလုံးရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးပါတယ်။ သွေးကြောတွေကိုဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်ပျက်စီးမှုအနေနဲ့ကာကွယ်ပေးတယ်။နောက်ကျမတို့ရဲ့ကိုယ်ခန္ဓာစနစ်ကိုအားပြည့်ပေးနိုင်တဲ့ဗီတာမင် A ပါဝင်နေတဲ့အတွက်ကြောင့်မလို့နာကျင်ရောင်ရမ်းမှုကိုတတ်သားစေပြီးတော့ခန္ဓာကိုယ်ကိုကျန်းမာစေတဲ့လိုမျိုးကုသယောဂါတွေကိုလည်းတိုက်ထုတ်ပေးပါတယ်။ဗီတာမင် E ကျေဝါးသောပါဝင်တဲ့အတွက်ကြောင့်မလို့ကိုယ်ခန္ဓာအားကိုရောအသားအရေကိုပါကျန်းမာစေတယ်။ ။နောက်အာယုံကျောစနစ်ကိုလည်းကျန်းမာစေပါတယ်။ဗီတာမင် B6 ကအာယုံကျောကျန်းမာရေးကိုအဓိကထောက်ပံ့ပေးတဲ့ဗီတာမင်မှာဂျူးမြင့်မှာအာယုံကျောကိုအားဖြည့်ပေးပြီးတော့နေ့စဉ်စိတ်ဖိစီးမှုကြောင့်ခံစားနေရတဲ့ပင်ပန်းထွက်နေမှုတွေခြေကုန်လက်ပန်းကျတာတွေကိုသက်သာစေပါတယ်။ဒါ့အပြင်ဂျူးမြင့်မှာအာယုံကျောကိုအားဖြည့်ပေးရဲ့မဂနစ်နဲ့ဗီတာမင် C ဖောလစ်တို့လည်းကျော်ဝါးစွာပါဝင်ပါသေးတယ်။အမီအာယုံကျန်းမာစေတဲ့လူတွေကျန်းမာခြင်းတဲ့လူတွေ ဂျူးမြစ်ကိုစားလို့ရတယ်ပေါ့နော်ဓာတ်တူးဖြစ်စီရအမြင်အာရုံတော်တော်လေးထိခိုက်စေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးထိခိုက်တဲ့အချိန်မှာအချိန်ကြာလာတဲ့များအမြင်အာရုံထိခိုက်မှုဖြစ်စီပါတယ်ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းမှုအတွက်ဗီတာမင် C နဲ့ဓာတ်တူးဆန့်ကျင်ဖြစ်စီချွေးဝါးတဲ့အစားအစာတွေကိုစားပြဖို့လိုပါတယ်ဂျူးမြစ်ကိုစားသုံးတာကရေတိမ်ဖြစ်နိုင်ခြင်းကိုလည်းလျှော့ချပေးပါတယ်နောက်သွေးပေါင်ခြင်းကိုလည်းထိန်းချိန်ပေးနိုင်တဲ့ဇွမ်းဂျူးမြစ်မှာရှိရပါတော့ ဂျူမြင့်မှာပူတစီရန်ကျွယ်ဝစာပါဝင်နေမှုကသွေးပေါင်ခြင်းကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်ပါတယ်။သွေးတို့ရှိရသူတွေအတွက်တင့်တော်တဲ့အတူအမြုပ်တစ်ခုဆိုလည်းမှားပါဘူး။ပူတစီရန်ကသွေးစီစစ်မှုကိုကောင်းစေပြီးတော့နှလုံးကြက်သားတွေရဲ့ကြုံနိုင်ဆက်နိုင်တဲ့ပမာဏကိုကောင်းမှုစေတယ်။နောက်သွေးတွင်းအောက်ဆီဂျင်ပမာဏကိုကောင်းစေရင်ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုအောက်ဆီဂျင်အကောင်းဆုံးရောက်ရှိအောင်လုပ်ထောက်ပံ့ပေးပါတယ်။အစာချေစနစ်ကိုလည်းကျန်းမာစေပါတယ်။ဂျူးမြင့်မှာပျော်ဝင်လွယ်တဲ့အမြင်ဓာတ်ရောပျော်ဝင်မလွယ်တဲ့အမြင်ဓာတ်ရောပါဝင်တဲ့ ဲ့အတွက်ကြောင့်မလို့အစာချေစနစ်အတွက်တင့်တော်တဲ့စားစရာတစ်ခုဖြစ်ပါတယ်အမြင့်တက်ကအစာချေစနစ်ကိုကျန်းမာစေတယ်လို့မျိုးဥနယံလေးကိုကျန်းမာစေပြီးတော့ဥမာကြီးကိုတန့်စင်စေပြီးဝမ်းမှန်စေပါတယ်။နောက်ဂျူးမြစ်ကစီးလဲရွှင်စေရပေါ့နော်။ဂျူးမြစ်ကဆိုလီယံပါဝင်မှုနည်းပြီးတော့ကိုရီးယားပိုရှန်နီရဲ့ရည်တက်နဲ့ဆိုလီယံတွေကိုခန္ဓာကိုယ်အပြင် ဘက်ကိုစီအဖြစ်နဲ့စွန့်ထုတ်ဖို့အတွက်လှုံ့ဆော်ပြီးကိုရင်းရအစိတ်အောက်တွေကိုဖယ်ရှားပေးပြီးကြောက်ကတ်တွေကိုချမ်းပါစီရင်စီမြများသွားတာကြောင့်မလို့သွေးရိုးဖြစ်နိုင်တယ်ကိုလျှော့ချပေးပါတယ်ခန္ဓာကိုယ်မှာရေဝိတ်တက်တာမျိုးမဖြစ်အောင်လုပ်ကာကွယ်ပေးနိုင်စမ်းရှိရင်နောက်ကင်ဆာဖြစ်နိုင်ခြင်းကိုလျှော့ချစေပါတယ် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွားမှုဟာခန္ဓာကိုယ်ကဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်မှုအနေနဲ့အထူးအဆုံးကာဝယ်ပေးတဲ့အတွက်ကြောင့်မလို့ဓာတ်တိုးပစ္စည်းတွေများလွန်လာကြောင်းဖြစ်ပေါ်ခံစားရတဲ့တဲ့ကန်ဆာမဖြစ်ဖို့ကာဝယ်ပေးနိုင်တယ်လို့မျိုးကန်ဆာကြိတ်တွေပွားမလာအောင်လည်းကူညီပေးပါတယ်။ဆိုတော့ဂျူးမြစ်ကိုကျမတို့လူတွေပေါ့နော်ကျမရဲ့ပြိသက်တွေတနည်းကိုနည်း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 ချင်းစစ်စားပေးတဲ့နေဒါမှလည်းကျမတို့ခန္ဓာကိုယ်အတွက်မထိခိုက်စေတဲ့ အရာတွေနောက်ပြီးတော့ရင်ကျမတို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အစိပ်ပိုင်းနေရာနေပြီးတော့ကျန်းမာသက်ဆိုင်အောင်လို့လှုပ်ဆောင်ပေးနိုင်တဲ့အစွမ်းရှိတဲ့အတွက်ကြောင့်လို့ဂျူးမြစ်ကိုတနေ့ကိုပမာဏနဲ့နည်းနည်းစားပေးဖို့အတွက်ကျမရဲ့ပြည်သက်ကြီးကိုဂျူးမြစ်ရဲ့ကောင်းကျိုးလေးကိုဝင်ပြပေးလိုက်ရပါတယ်ရှင်။